ီနေ့တော့နိုင်ငံခြားဘာသာစကားသင်တန်းကြောင်းအဖြစ်ပြောင်းလဲတော့မယ်ဂရီနီက New Horizon ဆိုတဲ့သတင်းကြားဖြတ်လုပ်ငန်းတွေကနေဖမ်းမိတဲ့မြန်မာ1300ကျော်ကိုပြန်လွတ်ပေးတဲ့သတင်းနဲ့ပခုတ်ကူအခြေစိုက်တော်လင်ရေးတပ်ဖွဲ့တစ်ခုကအညာမြေတပ်ပေါင်းစုနဲ့ချက်မှန်ပူးပေါင်းဖွဲ့စည်းတဲ့သတင်းစတဲ့ Federal Affairs ဒီနေ့ဒီဇင်ဘာလ3ရက်နေ့အတွက်နေ့စဉ်သတင်းတွေကိုကြားချင်ရပါပါ ဂရီနီပြည်မှာရှိတဲ့ New Horizon Institute ကျောင်းကနောက်လာမယ့်အပတ်စဉ်တွေမှာနိုင်ငံခြားပါရာစကားသင်တန်းကျောင်း Language School အဖြစ်ကျောင်းလေးဖွင့်လှစ်တော့မယ်လို့ကျောင်းတည်ထောင်သူဆီယမတင်တင်ကမနေ့ကဒီဇင်ဘာလ၂ရက်နေ့မှာကျင်းပတဲ့ Batch 3ကျောင်းစင်ပွဲမှာ online ကနေတက်ရောက်ပြောကြားခဲ့ပါတယ်။ New Horizon ကျောင်းကနေ Social Study Political Science ကွန်ပျူတာနဲ့နိုင်ငံခြားပါရာစကားစရိပါရာရဲ့အစုံကိုဘက်ထရီအထိတင် जा ပေးခဲ့ပြီးနောက်လာမယ့်အပတ်စဉ်တွေမှာတော့နိုင်ငံခြားပါရာစကားတီးတက်တင် जा ပေးမယ်ပါရာစကားတင်တန်းကြောင်းတစ်ခုဖြစ်လာတော့မှာဖြစ်ပါတယ်။ဒါပေမဲ့6လသို့မဟုတ်တစ်နှစ်အတွင်းမှာတော့ကျောင်းဖွင့်လှစ်နိုင်အောင်မှမဟုတ်တဲ့အတွက်ကျောင်းလျှောက်လွှာတွေလည်းမဖွင့်သေးဘူးလို့သိရပါတယ်။ လက်တလောကြောင်းမဖွင့်နိုင်သေးတာကလည်းမူဝါဒပြန်လည်ပြင်ဆင်ဖို့နဲ့ဘတ်ဂျက်အခက်အခဲတွေကြောင့်လို့သိရပြီးတော့မြေပြင်မှာကျောင်းဖွင့်လှစ်နိုင်တဲ့အခါသင်ကြားပေးမယ့်ဘာသာစကားတွေကတော့ English, Italy, သရုပ်နဲ့ထိုင်းဖြစ်ပြီးဘာသာစကားကိုစိတ်ဝင်စားမှသာလာရောက်လျှောက်ထားဖို့ကိုလည်းဆရာမတည်င်းကပြောပါတယ်။မနေ့ကပြုလုပ်တဲ့ batch 3ចောင်းစင်းပွဲမှာတော့ចောင်းသားចောင်းသူ28ဦးဒီပလိုမာရရှိခဲ့ကြပါတယ်။ မြဝတီမြို့နယ်မင်းလက်ပန်ကျေးရွာကကြားဖြတ်လုပ်ငန်းခွင်နေကနေဖမ်းဆီးရမိခဲ့တဲ့အခြေခံလုပ်သားမြန်မာ1300ကျော်ကိုမြဝတီကနေပြန်လွတ်ပေးလိုက်တယ်လို့ကရင်အမျိုးသားအစည်းအရုံး KNU စီရင်တည်အရင်မြစ်တူထံကနေသိရပါဗျ။ပြီးခဲ့တဲ့နိုဝင်ဘာလ29ရက်နေ့လပိုင်းအချိန်မှာပြန်လွတ်လိုက်တာဖြစ်တယ်လို့သိရပါဗျ။ ကနူရဲ့မနေ့ကထုတ်ပြန်တဲ့ထုတ်ပြန်ချက်အရလည်းမြန်မာနိုင်ငံသား1333ရလွတ်ပေးခဲ့တယ်လို့သိရပြီးတော့ကြောက်ဖြက်လုပ်ငန်းခွင်ကနေဖန်စီရမေရေလုပ်သားတွေထက်က1000ကျော်ကို KNU ကထိုင်းနိုင်ငံကနေတစ်စစ်မိခင်နိုင်ငံအသီးသီးကိုပြန်ပို့ခဲ့ပြီးလက်ရှိမှာ1200နီးပါးကျန်ရှိနေသေးတယ်လို့သိရပါတယ်အဲ့ဒီထဲက380နီးပါးကတော့မိခင်နိုင်ငံအသီးသီးကိုပြန်နိုင်ရင် ထိုင်းမြန်မာနယ်စပ်တောင်ရင်းမြစ်ကမ်းမှာစောင့်ဆိုင်းနေကြပါတယ်။ မကွေးတိုင်းပခုတ်ခုအခြေစိုက်တွန်လည်တပ်ဖွဲ့ဖြစ်တဲ့ God of မြိုင်တပ်ဖွဲ့နဲ့ Angel Fighter တပ်ဖွဲ့တို့ကအညာမြေတပ်ပေါင်းစုနဲ့မဟာမိတ်အဖြစ်ထပ်မံပူးပေါင်းဖွဲ့စည်းခဲ့တယ်လို့အညာမြေတပ်ပေါင်းစုကဒီကနေ့မှအတိအပေးထုတ်ပြန်ပါတယ်။မနေ့ကဒီဇင်ဘာလနေ့ရက်နေ့မှာအဲ့ဒီတပ်ဖွဲ့နှစ်ဖွဲ့ကအညာမြေတပ်ပေါင်းစုစီကိုမဟာမိတ်အဖြစ်တည်ယဝင်ပူးပေါင်းလိုက်ပြီးဖြစ်ကြောင်းလက်မှတ်ရေးထိုးလိုက်တာဖြစ်တယ်လို့ဆိုပါရတယ်။ အခုလိုပူပေါင်းကြတာကပုံမှုထိရမစ်ရှင်တွေဖော်ဆောင်နိုင်ဖို့ရန်သူကိုညီညွတ်စွာတုတ်ပြန်နိုင်ဖို့တော်လည်းအဖွဲ့အချင်းချင်းကြားပူပြီးညီညွတ်စေဖို့သဘောထားကွဲလွဲမှုတွေပျောက်ကင်းစေဖို့နဲ့အခုလိုတန်လည်းရေးမှာပေါင်းစည်းပြီးအပြန်အလှန်ထိန်းကျောင်းရင်းဖက်ဒရယ်ကိုအရောက်သွားနိုင်ဖို့ဖြစ်တယ်လို့အညာမြေတက်ပေါင်းစုရဲ့တည်င်းနဲ့ပြန်ကြားရေးတာဝန်ခံကိုဘူဘူတက်ဆင်ကဆိုပါတယ်ဒါအပြင်အခုလိုပူပေါင်းလိုက်ရဟာစေအာနာရှင်ကြဆုံတဲ့အသည့်အတိဖြစ်တယ်လို့လည်းအညာမီတက်ပေါင်းစစ်ကနေအတိပေးထားပါဗျ။ ပြီးခဲ့တဲ့2024ခုနှစ်ဇွန်လ16ရက်နေ့တုန်းကလည်းပခုတ်ခုခရိုင်အခြေစိုက်ဖြစ်တဲ့ MUGDF ဇာမနီပြောက်ကြားတပ်ဖွဲ့ James Bond TSDNGF နဲ့ဒုညင်အောင်ပြောက်ကြားတပ်ဖွဲ့ကနေလည်းအညာမီတပ်ပေါင်းစုနဲ့အတူမဟာမိတ်တပ်ပေါင်းစုအဖြစ်ဖွဲ့စည်းလိုက်ကြောင်းအညာမီတပ်ပေါင်းစုရဲ့အသည့်ပေထုတ်ပြန်ချက်အရသိရပါဗျ။ဒီနေ့ဒီဇင်ဘာလ3ရက်ဖက်ရအဖန်ရနေ့စစ်တပ်ဒိမျိုးကိုကြားခဲ့ရတာပါကျမအေနီပါရှင်